ါရှင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအစိုးရနဲ့တပ်မတော်ကအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့ရှေ့လုံငန်းစဉ်၅ရက်နေ့ရွေးကောက်ပွဲကျင်းပနိုင်ရင်ကြိုတင်ပြင်ဆင်မှုပေါ်တရုတ်နိုင်ငံကအပြုသဘောဆောင်နဲ့ပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေတွေနဲ့ပတ်သက်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လိုင်းနဲ့ တရုတ်နိုင်ငံသားရင်ဝန်ကြီးဌာနအာရှရေးရအထူးကုသလေမစ္စတာတက်ရှိကျွင်းတို့ဟာမက်လာ၁၇ရက်ညနေပိုင်းကနေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအေဂဲမမှတွေ့ဆုံဆွေးနွေးပါတယ်။အဲ့ဒီလိုတွေ့ဆုံရမှာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာတရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေတွေမွေးရဇေဝါတားဆီးကာကွယ်ရေးလုပ်ငန်းတွေအွန်လိုင်းလောင်းကစားနဲ့အွန်လိုင်းလိမ်လည်မှုတွေပပျောက်ရေးအတွက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေတွေနိုင်ငံရဲ့နေဆက်ဒေတာကုံသွဲမှုဆိုင်ရာကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့တယ်လို့ဆိုပါရယ် တွဲဆောင်ဝဲကိုဗိုလ်ချုပ်မှုကြီးမရောက်နိုင်တဲ့အတူကောင်စီတွဲဖက်တွင်မှုဗိုလ်ချုပ်ကြီးရဲဝင်းဦးကောင်စီဝင်ဒုတိယဗိုလ်ချုပ်ကြီးရပြည့်ပြည်ထောင်ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်နဲ့တာဝန်ရှိသူတွေမစ္စတာတိတ်ရှိကျွန်းနဲ့တူမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံမှတာဝန်ရှိသူတွေတက်ရောက်ကြတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ နိုင်ငံအတွင်းအထူးစီးပွားရေးဇုံတွေကိုအကောင့်ထဲဖော်ရမှာစီးပွားရေးရှုထောင့်တစ်ခုတည်းကနေမကြည့်ပဲနိုင်ငံရေးနဲ့ရှင်တွဲပြီးစောင့်ရွက်သွားဖို့လိုတယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါရယ်မလာ၁၂ရက်ကနေပြီးတော့ရှိစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနညီလာခံခန့်မှတ်မှာကျင်းပရယ်မြန်မာအထူးစီးပွားရေးဇုံဆိုင်ရာဘဟုအဖွဲ့ရဲ့2024-2025ဘဏ္ဍာနှစ်ဒုတိယအကြိမ်အစည်းအဝေးမှာပြောကြားခဲ့တာပါ လက်ရှိနိုင်ငံရေးအခြေအနေအရနိုင်ငံအတွင်းအထူးစည်းပွားရေးဇုံတွေကိုအကောင့်ထည့်ဖို့ရမှာစည်းပွားရေးရှုထောင့်တစ်ခုတည်းမကြည့်ပေနိုင်ငံရေးအနေနဲ့လည်းထည့်သွင်းစဉ်းစားသွားဖို့လိုအပ်ပြီးလက်ရှိအကောင့်ထည့်ဖို့ဆောင်ရွက်နေတဲ့တိလဝအထူးစည်းပွားရေးဇုံအနာဂတ်မှာအကောင့်ထည့်ပေါ်လာမယ့်ကြောက်ကျူအထူးစည်းပွားရေးဇုံတဝဲအထူးစည်းပွားရေးဇုံတွေနဲ့ပတ်သက်ပြီးနိုင်ငံရေးနဲ့စည်းပွားရေးပေါင်းစပ်ခါဆောင်ရွက်သွားဖို့လိုတယ်လို့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါတယ် ။ဒါအပြင်အထူးစီးပွားရေးဇုံတွေကိုအကောင့်ထည့်ဖို့ရမှာ2014ခုနှစ်ကထုတ်ပြန်ထားတဲ့မြန်မာအထူးစီးပွားရေးဇုံဥပဒေ new ဥပဒေတွေကိုအခြေခံပြီးပြဋ္ဌာန်းချက်တွေနဲ့အညီဆောင်ရွက်ရမှာဖြစ်ခါနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ကိုက်ညီအောင်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါရရှင်။ နိုင်ငံတော်စီမံအုပ်စုရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ဟာရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတွေကိုတွားရောက်ခဲ့တဲ့ခရီးစဉ်တွေမှာတဝဲအထူးစီးပွားရေးဆောင်တဲ့ပတ်သက်ပြီးအခွင့်အလမ်းတွေများစွာဖော်ဆောင်နိုင်ခဲ့တဲ့အတွက်မကြမီမှာအရှိန်အဟုန်နဲ့အောင်မြင်ဖြစ်ထွန်းလာမှာဖြစ်တယ်လို့နိုင်ငံတော်စီမံအုပ်စုရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါရယ်မလာ၁၇ရက်ကနေပြည်တော်ရှိစီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနညီလာခံခန်းမမှာကျင်းပတဲ့ မြန်မာအထူးစည်းပွားရေးဆောင်ဆိုင်ရာဗဟိုအဖွဲ့ရဲ့2024-2025ဘဏ္ဍာနှစ်ဒုတိယကြိမ်အစည်းအဝေးမှာပြောကြားခဲ့တာပါတဝဲအထူးစည်းပွားရေးဆောင်နေနဲ့မကြမီမှာအောင်မြင်ဖြစ်ထွန်းလာမှာဖြစ်တဲ့အတွက်အခုအချိန်ကလေးကပင်လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့လာရောက်ရှင်းနှီးမြှုပ်နှံမဲ့သူတွေစိတ်ချမ်းသာစွာနဲ့လုပ်ငန်းတွေအဆင်ပြေချောမွေ့လျင်မြန်စွာဆောင်ရွက်နိုင်ဖို့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေကဆောင်ရွက်ထားကြဖို့လိုတယ်လို့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါတယ် ဒါအပြင်အထူးစီးပွားရေးဆောင်တွေအကောင့်ထဲပေါ်ဆောင်ရွက်ရမှာနိုင်ငံစီးပွားမြင့်တင်ရေးအတွက်ချမှတ်ဆောင်ရွက်နေပြီးအဲ့ဒီလိုဆောင်ရွက်ရမှာ MSME လုပ်ငန်းဟာအဓိကပါဝင်နေတယ်လို့အထူးစီးပွားရေးဆောင်အကောင့်ထဲပေါ်ဖို့အတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကပြောပါတယ်ရှင်။ ီလဝအထူးစည်းပွားရေးဆောင်ကပို့ကုန်နဲ့သွင်းကုန်တွေရဲ့လုံငွေပြမှုကိုအတက်နိုင်ဆုံးနှဲပအောင်ဆောင်ရွက်ရမှာဖြစ်တယ်လို့နိုင်တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယကထဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါရယ်မလ17ရက်ကမြေပြည်တော်ရှိစည်းပွားရေးနှင့်ကုသရေးဝန်ဝန်ကြီးဌာနညီလာခံခန့်မှတ်မှကျင်းပတဲ့မြန်မာအထူးစည်းပွားရေးဆောင်ဆိုင်ရာဗဟုအဖွဲ့ရဲ့2024 2025ဘဏ္ဍာနှစ်ဒုတိယကြိမ်အစည်းအဝေးမှာပြောကြားခဲ့တာပါတိလဝအထူးစည်းပွားရေးဆောင်နဲ့ပတ်သက်ပြီး ပို့ကုံသွင်းကုန်အပိုင်းမှာ2024-2025ဘဏ္ဍာနှစ်ဧပြီလကနေဇန်နဝါရီလထိပို့ကုံကနေအမေရိကန်ဒေါ်လာ163.466တန်းနဲ့သွင်းကုန်ကနေအမေရိကန်ဒေါ်လာ959.284တန်းစုစုပေါင်းကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ922.85တန်းရရှိခဲ့ပြီးအိန္ဒိယနိုင်ငံတွေရဲ့အထူးစီးပွားရေးဇုန်တွေနဲ့နှိုင်းယှဉ်အမတန်နည်းနေသေးတယ်လို့ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ကပြောပါတယ် ဒါအပြင်တီလဝအထူးစည်းပွားရေးဇုံရဲ့စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေနေနဲ့ဇုံရဲ့အခြေအနေပတ်ဝန်းကျင်နိုင်ငံတွေရှိအထူးစည်းပွားရေးဇုံတွေရဲ့အခြေအနေတွေကိုအမြဲတမ်းစစ်စစ်သုံးသပ်ပြီးမိမိအထူးစည်းပွားရေးဇုံကိုပုံမိုတိုးတက်လာအောင်ဆောင်ရွက်ရမှာဖြစ်တယ်လို့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါရရှင်။ ောက်ပြူအထူးစီးပွားရေးဆောင်ဟာစီးပွားရေးနဲ့နိုင်ငံရေးအရာအရေးပါတဲ့အပြင်နိုင်ငံအတွက်အရေးကြီးပြီးနိုင်ငံတော်အတွက်အကျိုးများစွာဖြစ်ထွန်းနိုင်တဲ့အတွက်အောင်မြင်အောင်ဆောင်ရွက်သွားဖို့လိုတယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယကထဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစုံဝင်ကပြောပါရယ်မလာ၁၂ရက်ကမြေပြည်တော်ရှိစီးပွားရေးနှင့်ကုသရေးဝန်ကြီးဝန်ကြီးဌာနညီလာခံခန်းမမှာကျင်းပတဲ့မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုအဖွဲ့ရဲ့2024-2025ဘဏ္ဍာနှစ်ဒုတိယကြိမ်အစည်းအဝေးမှာပြောကြားခဲ့တာပါ။ ကြောက်ပြူထူစီပွားရေးဆောင်ရေနက်စိတ်ကန်စီမံကိန်းကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရတဲ့အတွက်လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်ကို2020ပြည့်နှစ်နိုဝင်ဘာလ9ရက်မှာချုပ်ဆိုခဲ့ပါတယ်။နောက်ဆက်တွဲစာချုပ်ကိုလည်း2023ခုနှစ်ဒီဇင်ဘာလ26ရက်မှာစီမံကိန်းကုမ္ပဏီနဲ့ကြောက်ပြူအထူးစီပွားရေးဆောင်စီမံခန့်ခွဲမှုကုမ္ပဏီတို့လက်မှတ်ရေးထိုးခဲ့တာတက်တန်းတိုးပေးခဲ့ပြီဖြစ်တယ်လို့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါတယ်။တက်တန်းတိုးမြင့်ထားတဲ့ကာလဟာ2025ခုနှစ်ဇွန်လ25ရက်မှာပြည့်မြောက်မှာဖြစ်တဲ့အတွက် သမတ်ကာလမတိုင်မီနှစ်လလိုမှနှုတ်နှစ်ဖက်လုပ်ငန်းတွေပြီးပြတ်အောင်မဖြစ်မနေဆောင်ရွက်ရမယ့်ကိစ္စရပ်ဖြစ်တဲ့အတွက်လုပ်ငန်းကုမ္ပဏီကဆက်လက်ဆောင်ရွက်နေပြီးတခြားပါဝင်တဲ့ကုမ္ပဏီတွေကလည်းလုပ်ငန်းတွေအများဆုံးပြီးပြတ်အောင်ကန့်သက်ချက်တွေအကြားကဝိုင်းဝန်းဆောင်ရွက်ပေးဖို့လိုတယ်လို့ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါရယ်။ဒါ့အပြင်ကြောက်ပြူအထူးစီးပွားရေးဆောင်ရေနက်စိတ်ကစီမံကိန်းကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းအပြင် မြန်မာတရုတ်စီးပွားရေးစင်ကြံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကိုပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပြီးဘဲလရုတ်စီမံကိန်းအတွက်နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကိုလည်းပိုမိုမြင့်တင်နိုင်မှာဖြစ်တယ်လို့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါတယ်ရှင်။ပြည်ပြည်တော်မှာမလ၁၇ရက်ကတော်မီလောင်ကျွမ်းမှု၄ကြိမ်ထပ်မံဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေရသိရပါတယ်။နေပြည်တော်ဥရသီရီမျိုးနွယ်နဲ့ဇဘူသီရီမျိုးနွယ်တွေမှာနှစ်ကျင်းစီတော်မီလောင်ကျွမ်းခဲ့တယ်လို့ဆိုပါတယ်။တော်မီလောင်မှုဖြစ်ပေါ်တဲ့နေရာတွေကိုသက်ဆိုင်ရာမျိုးနွယ်မိသက်တပ်ဖွဲ့ဝင်တွေကတွားရောက်ပြီးမီးငြိမ်သက်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေရသိရပါတယ်။ဒါအပြင်မလဆယ်ရက်ကလည်းဥရသီရီမျိုးနွယ်မှာ၅ကျင်းပိုဝသီရီမျိုးနွယ်နဲ့ဇဘူသီရီမျိုးနွယ်မှာ၁ကျင်းစီရောင်မြင်ဆယ်နီးမှာတစ်ကြိမ်စုစုပေါင်း၈ကြိမ်မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်ရှင်။ ောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်မဝင်းဝါလိုက်ပါရှင်မင်္ဂလာပါရှင်။နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ယူကရိန်းအတွက်ရေမုံငွေထောက်ပံ့မှုခေတ္တရပ်ထားတာကို အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီကပြန်လည်စဉ်းစားနေကြောင်းအိမ်ပြူတော်သတင်းတော့ Caroline Levitt ကပြောကြားကြောင်း AFP သတင်းမှာဖော်ပြထားပါတယ်။အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Mike Walls ကယူကရိန်းနဲ့ဆွေးနွေးမှုတွေလုပ်နေတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်တာပါ။ယူကရိန်းသမ္မတရုံးအကြီးအကဲ Andrea Mack ဟာ Mike Walls နဲ့ဖုန်းပြောဆိုမှုထဲမှာတရားမျှတပြီးရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးစီနောက်ထပ်ခြေလှမ်းတွေကိုဆွေးနွေးခဲ့ကြောင်းကြေညာခဲ့ပါတယ်။ တယ်လီဖုန်းဆွေးနွေးပွဲအတွင်းနှစ်ဖက်ပုဂ္ဂိုလ်တွေဟာသက်ဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်မှုနဲ့သဘောတူညီမှုတွေကိုတိုးမြှင့်ဆောင်ရွက်ဖို့အတွက်နှစ်နိုင်ငံဆက်ဆံရေးမူပေါင်းတွေလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ရာထူးနေရာတွေပေါင်းဆက်ညှိနှိုင်းရေးဆိုင်ရာအမြင်သဘောထားတွေကိုအတွင်းကြကြဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်သူတို့အဖွဲ့တွေဟာဒီအရေးကြီးလုပ်ငန်းကိုရှေ့ဆက်တိုးတက်စေဖို့အတွက်မကြာမီကာလအတွင်းတွဲဆောင်ကြဖို့သဘောတူထားတာဖြစ်ပါတယ်။ အေဗီရောမှာယူကရိန်းသမ္မတဇယ်လန်စကီနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့စကားပြောအဆင်မပြေဖြစ်ခဲ့ပြီးနောက်မှာနှစ်နိုင်ငံဆိုင်ရာအရေးမြင့်သဘောတူညီချက်ကိုဖျက်သိမ်းလိုက်ပြီးနောက်ထရမ့်အစိုးရဟာယူကရိန်းအတွက်စီးရဲအကူအညီအလုံးကိုခေတ္တရပ်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဇယ်လန်စကီဟာသူ့နိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုအကြားပူးပေါင်းဆောင်ရွက်မှုဟာအပြုသဘောဆောင်နဲ့တိုးတက်မှုရှိကြောင်းနဲ့နှစ်ဖက်လုံးကအဖွဲ့ရင်းဟာနောက်ထပ်အစည်းအဝေးအတွက်ပြင်ဆင်မှုတွေစတင်နေပြီလို့လည်းကြေညာထားပါတယ်ရှင်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကနေဒါသံမီးနဲ့တက်တူတင်သွေးမှုအပေါ်စီးချက်ကိုနှစ်ဆတိုးကောက်မဲ့အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း AP သတင်းမှာဖော်ပြထားပါတယ်။ဒါဟာအမေရိကန်အနေနဲ့ကနေဒါကိုကုန်သွယ်ရေးစစ်ပွဲကြီးညာလိုက်တာဖြစ်တယ်လို့သံမီးနဲ့တက်တူတင်သွေးမှုအပေါ်အခွန်ကောက်ခံမှု90ရာခိုင်နှုန်းအထိမြင့်တင်လိုက်တာကြောင့်များစွာအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ခန့်မှန်းမှုတွေရှိနေတာလည်းဖြစ်ပါတယ်။ ထရရဲ့အခုလိုအခေါ်နှစတိုးမြင့်ကောက်ခံမှုဟာအိန္ဒိယနိုင်ငံတွေအတွက်များစွာစီးပွားရေးထိခိုက်မှုဖြစ်စေမဲ့ကုန်သွယ်ရေးစစ်ပွဲတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။အစောပိုင်းကာလကကနေဒါတမ်မီနဲ့တပ်တို့တင်သွင်းမှုအပေါ်အခေါ်25ရာခိုင်နှုန်းကောက်ခံမှုကိုလက်ရှိမှာ90ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံလိုက်တာကြောင့်အမေရိကန်နဲ့ကနေဒါအကြားအငင်းပွားစရာတွေတိုးမြင့်လာနိုင်ပါတယ်။ကနေဒါနိုင်ငံအွန်တာရီယိုပြည်နယ်ခေါင်းဆောင်ကအမေရိကန်ကိုရောင်းချနေတဲ့လျှက်စစ်တပ်အတံမိုးကို နောက်ထပ်25ရာခိုင်နှုန်းအထိထပ်တိုးမဲ့အကြောင်းပြောဆိုလိုက်ပြီးနောက်မှာကနေဒါရဲ့တမ်မီနဲ့တတုအပေါ်အမေရိကန်ကသွင်းကုန်ကို25ရာခိုင်နှုန်းကောက်ယူမှုကနေနှစ်ဆတိုးပြီး90ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံတော့မှာဖြစ်ပါတယ်။ကနေဒါဟာကမ္ဘာပေါ်မှာသွင်းကုန်ကိုအများဆုံးကောက်တဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်ကြောင်းအမေရိကန်သမ္မတထရမ့်ကမှတ်ချက်ပြုပြောကြားထားပါတယ်။ကနေဒါအစိုးရအနေနဲ့အမေရိကန်ရဲ့နှိုးထွက်ပစ္စည်းအများပြားပေါ်မှာ သွေးငုံကို250ရာခိုင်နှုန်းကနေ390ရာခိုင်နှုန်းထိကောက်ခံနေတာကိုချက်ချင်းရရမယ်လို့လေအမေရိကန်သမ္မတထရမ့်ကတောင်းဆိုထားပါတယ်ရှင်ဖန်စီခံထားရတဲ့ဖိလစ်ပိုင်သမ္မတဟောင်းဟာဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာကနေလေယာဉ်နဲ့ထွက်ခွာသွားတာဖြစ်ပြီး သူ့ကိုနယ်သာလန်နိုင်ငံသဟိတ်မြို့ရှိနိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး ICC ကိုလွှဲပြောင်းပေးတော့မှာလို့ဖလပိုင်ရာရှိတွေကပြောကြကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ICC ကဖရန်ထုတ်ထားတဲ့ဖလပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတီဟာမလ17ရက်မနက်ပိုင်းကမနီလာလေဆိပ်မှာဖမ်းဆီးထိန်သိမ်းခံခဲ့ရတာပါ။မွေးရဆေးဝါတိုက်ဖြတ်ရေးစစ်ပွဲကိုဆင်နွှဲခဲ့ရမှာလူပေါင်း3000ကျော်ဥပဒေမဲ့တေဆုံးစေခဲ့မှုအတွက်ဒူတာတီကို ICC ကအလို့ရှိနေတာဖြစ်ပါတယ်။ ဒူတာဒီသမရဖြစ်တာဝန်ယူထားစဉ်တွင်မွေးစေဝါတိုက်ဖြတ်ရေးမှသွေးထွက်သံယိုဖြိုခွင်းမှုတွေကိုကြီးကြပ်ခဲ့မှုနဲ့ပတ်သက်ပြီးလူသားမျိုးနွယ်ပေါ်စန့်ကျင်ကျူးလွန်မှုဆွဆွဲချက်နဲ့သူ့ကိုဖမ်းဆီးဖို့ ICC ကဖမ်းဝရန့်ထုတ်ထားတာဖြစ်ကြောင်းဖလော်ပိုင်အစိုးရကပြောကြားထားပါတယ်။ ICC ရဲ့စုံစမ်းစစ်ဆေးမှုဟာ2012ခုနှစ်နိုဝင်ဘာလကနေ2016ခုနှစ်စွန်းလတွင်မွေးစေဝါတိုက်ဖြတ်ရာမှာဥပဒေပတ်တပ်ဖြတ်မှုတွေပါဝင်ပါတယ်။ဒါ့အပြင်ဒူတာဒီဒါဗာအိုမျိုးတော်ကိုတာဝန်ထမ်းဆောင်ခဲ့ခြင်းက အလားတူမူရင်နှိမ်နှင်းမှုတွေပါပါဝင်တာဖြစ်ပါရဲ့ရှင်ညူကလီးယားလက်နက်တွေမျှဝေသုံးစွဲရေးအတွက်ပြင်သစ်ဗြိတိန်တို့နဲ့ဆွေးနွေးလိုကြောင်းဂျာမနီအဓိပတိသစ်ဖြစ်လာတော့မယ် Friedrich Merz ကပြောကြားလိုက်ပါတယ်။ဒါပေမဲ့ဥရောပတိုက်အတွက်အမေရိကန်ရဲ့ညူကလီးယားအကာအကွယ်နေရာမှာအစားထိုးဖို့မဟုတ်ဘူးလို့လည်း Merz ကဖြည့်ဆွက်ပြောပါတယ်။ ဂျာမနီဟာဒုတိယကမ္ဘာစစ်မှာဆစ်ရှုံးနိုင်ငံဖြစ်ခဲ့တဲ့အတိတ်ကြောင့်နျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်စွမ်းရှိပေမဲ့မထုတ်လုပ်ဖို့သဘောတူစာချုပ်တွေလက်မှတ်ထိုးထားတာဖြစ်ပါတယ်။ဒါပေမဲ့ NATO ဖွဲ့ရဲ့နျူကလ িয়ার လက်နက်မျှဝေရေးအစီအမံတွေမှာပါဝင်ခွင့်ရနေပါတယ်။ American Nuclear လက်နက်တချို့လည်းဂျာမနီမှာတက်ဆင်ထားပါတယ်။ဒါကြောင့်ဂျာမနီဟာကမ္ဘာမှာစီးပွားရေးအင်အားအရ American နဲ့တရုတ်ပြီးတတိယအင်အားအကြီးဆုံးနိုင်ငံဥရောပမှာဩဇာအကြီးဆုံးနိုင်ငံကြီးဖြစ်ပေမဲ့ နျူကလ িয়ার လက်နက်ပိုင်နိုင်ငံတော့ဖြစ်မလာခဲ့ပါဘူး။ဥရောပမှာရုရှားနဲ့တူဗြိတိန်ပြင်သစ်တို့ကနျူကလ িয়ার လက်နက်နိုင်ငံတွေဖြစ်ကြပါတယ်။မတ်ရဲ့ Conservative Party CDU CSU ညီမပါတီဟာ Social Democrat Party SPD နဲ့ညမအစိုးရဖွဲ့စည်းဖို့မူပေါင်းတွေသဘောတူပြီးနောက်တစ်နေ့ဖြစ်တဲ့မလ9ရက်မှာနျူကလ িয়ার ကိစ္စပြောကြားလိုက်တာဖြစ်ပါတယ်။ပြင်သစ်ဗြိတိန်တို့နဲ့နျူကလ িয়ার လက်နက်တွေမျှဝေလိုက်တဲ့အတွက်ရန်ကိုတားဆီးဖို့ပုံမအကောင်းလာမှဖြစ်ပေမဲ့

တဟအစပန်အတွက်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တယ်လို့စိန်ခေါ်စွန့်စားမှုတရက်လည်းဖြစ်ကြောင်းကုမ္ပဏီအမှုဆောင်အရာရှိချုပ်ကပြောပါရယ်လက်ရှိလူသားပုံလိုစက်ရုပ်တွေအစတင်ထုတ်လုပ်မဲ့ခြေလှမ်းကအနည်းငယ်နောက်ကျနေပြီဖြစ်ပေမဲ့တိုးတက်လာတဲ့အနည်းပညာတွေကိုအမိလိုက်ပြီးထိတ်တန်းကုမ္ပဏီကြီးတွေကိုအခြေရတိုင်းနိုင်ဖို့အတွက်ကြိုးပမ်းမှုကနောက်မကျသေးဘူးလို့ကုမ္ပဏီတာဝန်ရှိပြောရေးဆိုခွင့်ရှိသူတယောက်ကဆိုပါရယ်အစပဟာ2020ပြည်နှစ်ကစပြီးရက်စစ်ကားထုတ်လုပ်မှုကန်တာကိုအရှိန်ဟုန်နဲ့ဝင်ရောက်လာတာဖြစ်ခါ လက်ရှိမှာ American ထိပ်တန်းကုမ္ပဏီကြီးဖြစ်တဲ့ Tesla နဲ့အပြိုင်ရင်မောင်းတန်းနေတာဖြစ်ပါတယ်။လျှက်စကားလုပ်ငန်းကနေလက်ရှိမှာလူသားပုံတို့စက်ရုပ်လုပ်ငန်းကဏ္ဍကိုထိုးဖောက်ဝင်ရောက်လာပြီး American အခြေစိုက်နည်းပညာကုမ္ပဏီကြီးတွေကိုချိန်ချောက်ခါဈေးကွက်အများအပြားကိုလွှမ်းမိုးကြီးစိုးနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမယ်လို့လေ့လာသူတွေကဆိုပါတယ်။စရုပ်တွေထုတ်လို့ရတာကရေရှည်စီမံကိန်းမဟာဗျူဟာအဖြစ်လုပ်ငန်းပိုင်းဆိုင်ရာစွမ်းဆောင်ရည်ညှစ်တင်မှုနဲ့ လူသားတွေနေရာမှာစက်ရုပ်တွေအစားထိုးပြီးလုပ်ငန်းဆောင်တာတွေပုံမှုပြီးမြောက်ရေးအတွက်ရည်ရွယ်ရင်းနှီးမြှုပ်နှံကြတာဖြစ်ပါတယ်ရှင်။နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမဝင်းဝန်လိုက်ပါရှင်မင်္ဂလာပါရှင် နောက်ဆုံးရရှိထားတဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်။ချန်ပီယံလိပြိုင်ပွဲမှာ16သင်းအဆင့်ကနေထွက်လိုက်ရပေမယ့်လီဗာပူးနီးပြဘဝပထမဆုံးရာသီကိုအကောင်းမြင်ဆဲဖြစ်တယ်လို့နီးပြစလော့ကပြောကြားလိုက်ပါရယ်။လီဗာပူးသင်းဟာအင်္ဂါညကကစားခဲ့တဲ့ချန်ပီယံလိ16သင်းအဆင့်ဒုတိယအကြောမှာ PSG အသင်းကိုမိနစ်90အတွင်းတကောကိုမရှိနဲ့ရှုံးနေခဲ့တာကြောင့်နှစ်ကြော်ပေါင်းရလက်တကောစီတည်ရကြခဲ့လို့အချိန်ပိုဆက်ကန်ခဲ့ရပါရယ်။ အခြေပေါ်ပါလဲနှစ်သိန်းလုံးကိုမတွေ့နိုင်ခဲ့လို့ပန်နတီအဆုံးဖြတ်ခံယူခဲ့ရမှာလီဗာပူးဘက်ကနူနက်နဲ့ကာတီဂျုံတို့ကပန်နတီလွဲခဲ့လို့ကြိုင်ပွဲကနေထွက်လိုက်ရတာဖြစ်ပါတယ်။ရှုံးနေခဲ့ရပေမဲ့ PSG အသင်းနဲ့ပွဲကသူ့ရဲ့နည်းပြဘဝတစ်လျှောက်အကောင်းဆုံးပွဲဖြစ်ခဲ့တယ်လို့ slot ကပြောသွားပါတယ်။ချန်ပီယံလိဂ်ကနေထွက်ခဲ့ရပေမဲ့လီဗာပူးသင်းဟာအခုတစ်ပတ်မှာနျူကာဆယ်အသင်းနဲ့လီဗလာဘိုလ်လူပွဲကစားရဖို့ရှိတယ်လို့ပရီးမီးယားလိဂ်မှာလည်းချန်ပီယံဆုရယူနိုင်မှုကိုအလားအလာကောက်နေတာဖြစ်ပါတယ်။ ဒါကြောင့်သူ့ရဲ့ Liverpool နည်းပြဘဝပထမဆုံးရာသီမှာအောင်မြင်မှုတွေရယူနိုင်ဖို့အတွက်အကောင်းမြင်နေစေဖြစ်တယ်လို့ Slot ကပြောသွားတာဖြစ်ပါတယ်ရှင်။အာဆင်နယ်တင်ရဲ့နောက်ခံလူဆာလီဘာကလန်ဒန်ခြေဆိုင်အသေးအနေနဲ့၅နှစ်ကြာဆူဖလာလက်မဲ့ဖြစ်နေမှုကိုအဆုံးသတ်နိုင်ဖို့နှိစက်နေပြီလို့ပြောကြားလိုက်ပါတယ်။ အာဆင်နယ်သင်းဟာချန်ပီယံလိပြိုင်ပွဲမှာ quarter final တက်ဖို့ကိုအခြေအနေကောင်းနေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါကြောင့်ဆာလီဘာကအခုရသည့်အသင်းကိုချန်ပီယံလိမှာအောင်မြင်မှုရအောင်ကူညီပေးခြင်းနဲ့လို့ပြောသွားတာဖြစ်ပါတယ်။အာဆင်နယ်သင်းရဲ့စုဖလားမျောလင်းချက်နဲ့ပတ်သက်လို့မေးမြန်းမှုတွေပေါ်ဆာလီဘာကအရန်ကိုနှိစက်တဲ့အခြေအနေကိုရောက်နေပြီးလက်ရှိပုံစံအတိုင်းဆက်သွားနိုင်ဖို့လိုအပ်တယ်လို့ပြန်လည်ဖြေကြားသွားပါတယ်။ အာဆင်နယ်သင်းဟာချန်ပီယံလိကွာတာဖိုင်နယ်အဆင့်မှာရီယယ်နဲ့အက်တလတီကိုတို့အသင်းပွဲစဉ်ကအနိုင်ရတဲ့အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။အာဆင်နယ်သင်းဟာပရီးမီးယားလိမှာဒုတိယနေရာရပ်တည်နေပေမဲ့ထိပ်ဆုံးကလီဗာပူးအသင်းနဲ့အမှတ်ကွာဟချက်ကြီးမားနေတာကြောင့်ချန်ပီယံလိပြိုင်ပွဲကအခုရာသီမှာစူဖလားမြွန်လင်းဖို့အကောင်းဆုံးပြိုင်ပွဲဖြစ်နေပါရှင်။ အင်္ဂလန်တိုက်စစ်မှုဟယ်ရီကိန်းဟာအင်္ဂါနေ့ညကကစားခဲ့တဲ့လီဗာကူစင်အသင်းနဲ့ချန်ပီယံလိပွဲမှာဘန်အမျိုးနဲ့အသင်းအတွက်အနိုင်ကိုတကိုသွင်းယူပေးနိုင်ခဲ့ပြီးနောက်မှတ်တမ်းအစ်တစ်ခုကိုရေးထိုးနိုင်ခဲ့ပါတယ်။ဘန်အမျိုးနဲ့အသင်းနှစ်ဂိုးကိုမရှိတဲ့အနိုင်ရတဲ့ပွဲမှာဟယ်ရီကိန်းကဘန်အမျိုးနဲ့အသင်းအတွက်ဦးဆောင်ဂိုးကိုပွဲချိန်52မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီသွေးကောက်ကအခုရာသီချန်ပီယံလိမှာ hurricane ရဲ့ဆယ်ကိုမြောက်သွင်းကိုဖြစ်ပြီးချန်ပီယံလိပြိုင်ပွဲသမိုင်းမှာတရာသီအတွင်သွင်းကိုဆယ်ကိုသွင်းယူနိုင်တဲ့ပထမဆုံးအင်္ဂလန်ကစားသမားဆိုတဲ့မှတ်တမ်းကို hurricane ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ hurricane ဟာ liverpool အသင်းနဲ့ပထမအကြော့ပွဲတုန်းကလည်းသွင်းကိုနှစ်ကိုသွင်းယူပေးထားခဲ့ပါသေးတယ်။ liverpool အသင်းကိုနှစ်ကြော်ပေါင်းရလက်၅ကိုကိုမရှိနဲ့အနိုင်ရခဲ့ပြီးနောက်ဘန်မျိုးနဲ့အသင်းဟာ quarter final ကိုတက်ခဲ့ပြီး inter milan အသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။ ။ချန်ပီယံလိမှာဒေတာရင်းပြိုင်ဘက်အသင်းနဲ့ဆုံတွေ့ရတာကဖိအားများသလိုကစားရခက်ခဲခဲ့ပေမဲ့အကောင်းဆုံးရလဒ်ကိုရယူနိုင်ခဲ့လို့အခြေနဲ့မိတယ်လို့ပွဲအပြီးမှာဟယ်ရီကိန်းကပြောသွားပါရရှင်။ ဩစတြေးလျဒရိုင်ဘာ PS3 ဟာမက်ကလာရင်အသင်းနဲ့ကာလာရှိတက်တန်းရှိတဲ့အစာချုပ်တစ်ကိုချုပ်ဆိုခဲ့ပါတယ်။အသက်23နှစ်ရဲ့ PS3 ဟာပြီးခဲ့တဲ့နှစ် Formula 1ရာသီမှာ Grand Prix ပွဲစဉ်နှစ်ခုအနိုင်ရခဲ့သလို Driver Championship ရည်တည်မှုမှာစတုဒ္ဒနေရရည်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ McLaren အသင်းနဲ့ PS3 တို့ရဲ့လက်ရှိစာချုပ်က2026မှာတက်တန်းကုန်ဆုံးမှာဖြစ်ပြီး McLaren အသင်းအနေနဲ့ PS3 ကိုကာလရှည်စတင်ထားခြင်းနဲ့အတွက်အခုလိုမျိုးစာချုပ်သစ်ချုပ်ဆိုလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်က PS3 ဟာအသင်းပေါ် Britain driver Lando Norris နဲ့အတူအကောင်းဆုံးရှင်ပြိုင်နိုင်ခဲ့ပြီး McLaren အသင်းအတွက်1998နောက်ပိုင်းပထမဆုံးအသင်းလိုက်ချန်ပီယံဆုကိုရရှိစေခဲ့တာဖြစ်ပါတယ်။ PS3 ကလူငယ် driver တွေထဲမှာအထူးကျွန်သူတဦးဖြစ်တာကြောင့်အခုလိုစာချုပ်သစ်ချုပ်ဆိုနိုင်တာအရန်ကောင်းတယ်လို့ McLaren အသင်း CEO Zak Brown ကပြောသွားပါတယ်။ PS3 အတွက်အခုနှစ် Formula 1ပြိုင်ပွဲကတတိယအကြိမ်မြောက်ပါဝင်ရှင်ပြိုင်မှုဖြစ်လာမှာဖြစ်ပြီး မနစ်ကထက်ပိုကောင်းတဲ့ရလက်မျိုးရဖို့မျှော်လင့်ထားတယ်လို့သိရပါတယ်ရှင်အမေရိကန်ဂေါ့ဖ်သမားတိုင်ဂါဝူဟာနေအိမ်အတွင်းလေ့ကျင့်မှုပြုလုပ်ရမှာဖနောက်ဒဏ်ရာရခဲ့ပြီးခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့သိရပါတယ် အဓိကဆူဖလား15လုံးရရှိထားတဲ့တိုက်ဂါဝုအနေနဲ့ပြန်ကစားနိုင်မယ့်ရက်ကိုအတိအကျမသိရသေးသလိုအေဗီလာ၁၀ရက်မှာစတင်မဲ့မာစတာပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်ဖို့ကလည်းမသေးကြတော့ဘူးလို့သိရပါဗျ။ပြီးခဲ့တဲ့နှစ်ဇူလိုင်လတည်းက PGA Tour ပြိုင်ပွဲတွေကိုပါဝင်ရှင်ပြိုင်နိုင်ခြင်းမရှိခဲ့တဲ့အသက်49နှစ်ရွယ်တိုက်ဂါဝုဟာဩဂတ်စတာမှာကျင်းပမဲ့မာစတာပြိုင်ပွဲမှာပြန်လည်ရှင်ပြိုင်နိုင်မှုကိုပြတ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲတွေပြန်ကစားနိုင်ဖို့အတွက်နေအတွင်းလေ့ကျင့်မှုတွေပြုလုပ်နေတော့ ဘယ်ဘက်ဖနောက်နာကျင်မှုကိုခံစားခဲ့ရတာဖြစ်ပြီးအသေးစားခွဲစိတ်မှုပြုလုပ်ခဲ့ရတယ်လို့တိုင်ဂါဝုကပြောပါရယ်ခွဲစိတ်ဆရာဝန်ရဲ့ပြောကြားချက်အရတိုင်ဂါဝုရဲ့ခွဲစိတ်မှုအောင်မြင်ခဲ့ပြီးတိတ်မကြခင်မှာပြိုင်ပွဲတွေပြန်ကစားနိုင်ဖို့အတွက်လုံလောက်တဲ့ကြံ့ခိုင်မှုကိုပြန်လည်ရရှိမှာဖြစ်တယ်လို့သိရပါရယ်ရှင်နောက်ဆုံးရရှိထားတဲ့အခစားသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်မဝင့်ဝံလိုက်ပါရှင်